ပဲလဲဆိုရဲစကားကြီးอ่ะတပြိုးကြီးเนาะပြောတတ်ပါဘူးยาสวัสดีครับเนาะตังเงินจีนนี่อารมณ์อ่ะกะเลอเผ่นี่ขึ้นเลยจ้ะเออแล้วสรเอาป่วยนี่ลาเองแล้วกะเลฉี่ပြီးတော့ลาတော့ကျွန်တော်လည်းဘယ်လိုလဲကะเลฉี่อ่ะဘယ်လိုနေလဲဗောဘယ်လောက်လေးလဲဗောမင်္ဂလာပါခင်ဗျာဒီ2025နှစ်စံတုန်းက Lady Grace ရဲ့ မန္တလေးဆိုင်ကိုကျွန်တော်ဖိတ်ကြားပြီးတော့အဖွင့်ပွဲလုပ်ခဲ့ပါတယ်အဲ့ဒါပြီးတော့နောက်ထပ်တဆိုင်ထပ်ဖွင့်မယ်ဆိုပြီးတော့ကျွန်တော်ဆက်သွယ်လာတဲ့အချိန်မှာဒီတခါတော့ကျွန်တော်တယောက်တည်းနဲ့မဟုတ်ဘဲနဲ့ဒီဘန်ကောက်ထူမန္တလေးအဖွဲ့သားတွေအကုန်လုံးပါဖိတ်ကြားထားတယ်လို့ပြောပါတယ်အဲ့ဒါဒီဟိုကြာလဲကြာခဲ့ပြီဆိုတော့ဟိုပြန်ပြီးတော့တတိယအာပြန်ပြီးတော့ဒီအရင်အချိန်တွေကိုပြန်ပြီးတော့ဟိုဟာလွမ်းသွားတာပေါ့ဗျာဒီဆိုင်ဖွင့်ပွဲ လုံးမယ်ပြီးတော့နမ်ဝမ်ကိုလည်းဖိတ်ဖိတ်ထားတယ်ပြီးတော့အာဒီနမ်ဝမ်လာတဲ့ဟာကိုလည်းကျွန်တော်သွားချိုတဲ့ဟာကို vlog လေးရိုက်ချင်တယ်ဆိုပြီးတော့ဒီ lady grace ရဲ့ idea ပါအဲ့ဒါကျွန်တော်လည်းအဲ့ဒါနဲ့အာသွားချိုသွားချိုဖြစ်ခဲ့တယ်ဗောဗျာဟုတ်ကဲ့ကျွန်တော်ဒီရက်ပိုင်းမှာသတင်းကျွတ် the concert ရန်ကုန်ပွဲကျွန်တော်ဖျော်ဖြေခဲ့ပါတယ်ပြီးတော့တနေ့ကတောင်ကြီးမှာလည်းဖျော်ဖြေခဲ့ပါတယ်ကျွန်တော်ပရိသတ်တွေအများကြီးရကျွန်တော် ကိုအားပေးကြရဲချစ်ချင်းမြတ်တာတွေအများကြီးကျွန်တော်ဒီရက်ပိုင်းမှာရရှိထားပါတယ်ဒီပွဲမှာလည်းပြိသက်ရဲ့မြတ်တာနဲ့အားပေးမှုတွေကိုတိုက်ရိုက်ရရှိသလို online မှာလည်းဒါချစ်ချင်းမြတ်တာတွေကိုကျွန်တော်အများကြီးရရှိထားတယ်ဒါကြောင့်ဒီရက်ပိုင်းမှာတော့ကျွန်တော်အနေငယ်တက်ကြွအစိတ်အစိတ်ခွန်အားတွေပြေဝနေပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာအာကျွန်တော်တို့နောက်ဆုံးစုံခဲ့တာကအာရန်ကုန်မှာလည်းသူတို့ Academy ပွဲလာတယ်2019လောက်ကဖြစ်ပါလိမ့်မယ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မှာလည်းအဲ့တုန်းကကျွန်တော်တို့ကအဲ့မှာဟို nominee စီဝင်ကြတာဆိုတော့အဲ့ပွဲကိုသွားတယ်အဲ့မှာနောက်ဆုံးစုံတာပါတော်တော်ကြာနေပြီ၈နှစ်လောက်တော့ရှိပြီထင်ပါတယ်ကျွန်တော်တို့ဟို Instagram မှာပဲရှိတယ်ဟိုဟိုလိုတော့အဆက်အသွယ်မရှိပါဘူးခင်ဗျာအမဟုတ်အဲ့လိုလည်းမရှိဘူးကျွန်တော်တို့ဟိုပါပဲလေဟို contact မရှိဘူးအဆက်အသွယ်မရှိဘူးခင်ဗျာဟုတ်ကျွန်တော်တော့ဟို၁၀နှစ်လောက်တောင်ရှိနေပြီဒါပေမဲ့ဟိုဘာမှလည်းဟိုမကြလိုက်တယ်လို့ပဲ ပြီးတော့ဟိုဒီရုပ်တွေပါလေဘာမှမပြောင်းအောင်လို့ထင်ပါတယ်ခင်ဗျလုံလောဆယ်တော့ဘာမှမရှိသေးပါဘူးခင်ဗျတချို့စကလုံးလေးတက်ပါတယ်တချို့အနှဲငယ်ပေါ့အနှဲငယ်ပေါ့တစ်လုံးနှလုံးတော့မကောက်ဘူးထင်ပါတယ်ဟာမပြောတတ်ပါဘူးယာစဝါဒီခရပ်ပေါ့ welcome back yeah it's good to be back စဝါဒီခရပ် တောင်ကြီးရပဲလေတနိုင်ငံလုံးသိပါတယ်တောင်ကြီးရဆိုဟုတ်ဒါကျွန်တော်နဲ့ဟိုဟိုကျွန်တော်ဂီတဖျော်ပြပွဲတွေမှာဒီတိုင်းပဲကျွန်တော်ကဆိုအောက်ကပရိသတ်တွေကဒီတိုင်းပဲကြည့်မဟုတ်ပဲねကျွန်တော်တို့တချင်းကိုအတူတူဆိုကြတဲ့အပုတ်တွေရှိတယ်အတူတူတန်ပြိုင်တီဆိုဟစ်ကြွေးကြတာတွေရှိတယ်အတူတူကခုံကြတာရှိမယ်တချို့တချင်းတွေကြတော့လဲကျွန်တော်တို့က perform လုပ်မယ်အားလုံးငင်းငင်းလေးငင်းငင်းညံညောင်းလေးနားထောင်ကြတာရှိမယ်ပေါ့အဲ့တော့ဒီလိုမျိုးဒီပရိသတ်နဲ့ကျွန်တော်တို့ဟို ဒီ timing ညီညီအော်ဟစ်ကြတာကဒါကျွန်တော်ရေဖြုတ်ဖြည့်တဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်မော်လမြိုင်သွားရင်လည်းကျွန်တော်ကမော်လမြိုင်ဆိုရင်အားလုံးကဆိုင်းဆိုင်မော်လမြိုင်နဲ့ဆိုင်းဆိုင်ပေါ့မန္တလေးနဲ့ဆိုင်းဆိုင်ပေါ့တောင်ကြီးနဲ့ဆိုင်းဆိုင်ပေါ့အဲ့လိုမျိုးလေးကျွန်တော်អော်ဖြစ်တယ်ကျွန်တော်တငယ်ချင်းတွေအားလုံးကကလေးအဖေတွေဖြစ်နေကြတယ်အဲ့ဒါဆိုတော့ပွဲတွေလာရင်လည်းကလေးချီပြီးတော့လာတော့ကျွန်တော်လည်းဘယ်လိုလဲကလေးချီကဘယ်လိုနေလဲပေါ့ဘယ်လောက်လေးလဲပေါ့တောင်ကြီးကိုအမြဲတမ်း ပြန်ကျင်တယ်ခဏခဏလည်းပြန်တယ်ပြန်ရောက်တိုင်းလည်းအိမ်ပြန်ရတဲ့ခံစားမှုကိုကျွန်တော်ရတယ်အာရာသီဥတုအစားအသောက်ဒီနောက်ဆုံးကျွန်တော်တောင်ကြီးမှာ accent ရှိတယ်စကားပြောတဲ့လေယူလေသိန်းတခြားမျိုးနဲ့မတူတဲ့အဲ့ဒါအဲ့ဒီအတန်ဒီအတန်ထားပေါ့နော်အားလုံးကဟိုကျွန်တော်အမြဲတမ်းလွမ်းနေအမြဲတမ်းလည်းပြန်ကျင်တယ်အဲ့ဒီမှာမှအပူဆောင်းကတော့ဒီလိုမျိုးဂီတဖျော်ပြပွဲရှိလို့သွားပြီးတော့ဖျော်ပြရရင်တော့ပို့ပြီးတော့ဟိုဟိုစိတ်လှုပ်ရှားတယ်ဝမ်းသာတယ်ကျွန်တော်ငငယ်တုန်းကဆိုရင် ်ဒီဒီပွဲလုတ်တဲ့ဘောလုံးကွင်းကကျွန်တော်အိမ်သားမှာဆိုတော့အိမ်ကနေအမြဲတမ်းကြားနေရတယ်တစ်ခါလေသွားကြည့်တယ်အအဖေကလက်မှတ်ဝယ်ပြီးရင်ရှိုးသွားကြည့်တယ်တယောက်တည်းလည်းသွားကြည့်တယ်ငငယ်ကလေးလေးကလေးကလက်မှတ်မဝယ်ပြီးရင်လည်းအုတ်တိုင်းပေါ်ကနေတက်ကြည့်တယ်ဆိုတော့ဒီဒီဒီအရသာပေါ့နော်ဒါကိုကျွန်တော်အမြဲတမ်းမှတ်မိနေတယ်အဲ့ဒီမှာမှအဲ့ဒီမှာကျွန်တော်ပြန်ပြီးတော့ဖြောဖြေရတဲ့အတွက်ခံစားမှုကဘလို့ဘလို့ပြီးပြည့်စုံမှုမျိုးလဲလို့ကျွန်တော်မပြောပြတတ်ဘူးအရန်ဟိုပီတိဖြစ်တယ် ဒီအိမ်ကဟိုဟာကျွန်တော်ငငယ်တုန်းကနေ၁၀တန်းအထိနေခဲ့တဲ့အိမ်ပါကျွန်တော်အိမ်တော့မဟုတ်ပါဘူးဒါကျွန်တော်ဘာကြီးရဲ့အိမ်ပါကျွန်တော်အိမ်ကရန်ကုန်မှာပဲရှိပါတယ်အဲ့လိုမဟုတ်ပါဘူးဟိုဟာကျွန်တော်အမျိုးသားတူကြီးနဲ့ရန်မတိုက်ပြပါနဲ့ကိုဆိုင်မရှိတော့ပေမဲ့လဲဆိုတဲ့စကားကြီးကတပြိုးကြီးနော်ကိုဆိုင်တော်ကြီးမှာအဲ့အိမ်မှာမရှိပေမဲ့လဲအဲ့အဲ့စကားကျွန်တော်ကတော့လက်ဝက်ယန္တနာကိုနားမလဲပါဘူးခင်ဗျာအဲဒါ ဒီဆိုင်ကတော့ဒါ၃ဆိုင်မြောက်ဖွင့်တာဖြစ်ပါတယ်ဒီလက်ဝတ်ရတနာနဲ့ပတ်သက်လို့ကတော့ဆိုင်ပိုင်ရှင်တွေကိုဟိုပဲဟိုဟာဟိုမင်းမြန်းစေချင်ပါတယ်အဲကျွန်တော်ကတော့ဒါဒီပွဲမှာလာပြီးတော့ဒီ၃ဆိုင်မြောက်ဆိုင်ကိုဂုံယူစွာနဲ့လာပြီးတော့အာဖွင့်လှစ်ပေးတာလည်းဖြစ်တယ်နောက်တစ်ခုကတော့ဒီဘန်ကောက်တူမန္တလေးအဖွဲ့သားတွေနဲ့ပြန်ပြီးဆုံဆုံတွေ့ခွင့်ရတဲ့အတွက်လည်းဒီ Lady Grace ကိုအားလုံးကိုဖိတ်ကြားရတဲ့အတွက်ကျေးဇူးတင်ပါတယ်အောင်မြင်ပါစေခင်ဗျာနောက်ထပ်ဒါ၃ဆိုင်မြောက်ဆိုတော့လေ၄၅ 6ခွန်8 90ပေါ့ဆိုင်ပေါင်းများစွာဆိုင်ခွဲပေါင်းများစွာထပ်မှန်ပြီးတော့ခွင့်လက်ပြီးတော့စတဲ့တဘူအောင်မြင်ကြည့်ပွားတိုးတက်ပါစေခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်